ဟယ်လိုဝဲမင်္ဂလာပါစတီဗင် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဒီနေ့ကတော့ technology blog လေးမဟုတ်ပါဘူးကျွန်တော်ဒီခီးသွားရင်းနဲ့အာခီးသွား blog လေးပေါ့နော် travel blog လေးကိုကျွန်တော်တင်ဆက်ရခြင်းဖြစ်ပါတယ်အခုကျွန်တော်ဒီနေ့ပြောပြရမှာတော့ဒီ phan run မြို့ပေါ်မှာရှိတဲ့နင်းနေကြအောင်ဖန်တီးထားတဲ့လှပတဲ့နေရာလေးတစ်ခုနင်းကြတဲ့ coffee zone လေးပေါ့ဗျာအလားလေးကိုကျွန်တော်သွားရောက်လဲပတ်ခဲ့ပြီးတော့အဲ့မှာ coffee သွားတောင်းရင်းနဲ့နေရာလေးကိုကျွန်တော် blog လေးအတူလေးရိုက်ထားတာပေါ့နော်အားလေးကိုပြောပြပေးခြင်းပါတယ် ဒီစိုင်းလေးကတော့ဟန်နွိုင်းမြို့ရဲ့မြို့ပေါ်မှာတည်ရှိတယ်သူကနှင်းတူလေးလုပ်ထားတယ်ပေါ့နော်နှင်းကြောင်လုပ်ထားတယ်ပြီးရွှေရှင်ဒီမှာတော့လို့ရှင်သူရဲ့စတိုင်လေးက တရုတ်တို့ဂျပန်တို့အဲ့လိုဆန်ဆန်ခက်ဆန်ဆန်လေးလှုပ်ထားရတယ်။နေနေကြအောင်သူဖန်တီးထားရတယ်ပေါ့နော်။အဲထဲမှာသူရဲ့ငကိုရတဲ့ဟန်ဒရိုက်မျိုးကလည်းရာဒီယူတွေကအေးတာနဲ့ဆိုတော့ရာဒီယူအေးတာလေးရယ်ပြီးရင်ဒီနှင်းကြောင်ဖန်တီးထားရဆိုချင်သူဒီမှာသွားပြီးတော့ copy တောက်ရတာ fight လေးကတမျိုးလေးပေါ့ဗျာ။ကျွန်တော်တို့ဒီကိုရီးယားရောက်သွားလို့ဂျပန်ရောက်သွားလို့အာဒီုတ်ဒီပဲရောက်သွားတယ်ပေါ့နော်။အဲ့လိုခံစားလို့ရတယ်ပေါ့နော်။သူရဲ့အထက်မှာဆိုလို့ရှိရင်လည်းတကယ် traditional style လေးတွေပုံစံလေးတွေပြင်ဆင်ထားတဲ့ဒီဒါလေးအကုန်လုံးကသူဖန်တီးထားရတယ်တကယ်ကို မေးစင်တော်တော်လှပါတယ်ကျွန်တော်ဒီမှာဆိုရင်သွားလဲပြီးတော့ကျွန်တော်တကယ်ကြီးသူသွားလဲတဲ့တပုံလေးရိုက်တယ်အဗီဒီယိုလေးရိုက်ပြီးတော့ကျွန်တော်ဒီ blog ပေးမှာတင်ဆက်တာပေါ့နော်သူအောက်မှာဆိုတော့ကျွန်တော်ဒီမှာဒီရဲ့ coffee sign ဘယ်အောက်ဒီမှာဆိုလို့ရှိရင်သူအငွေ့လွတ်ထားတယ်ပြင်းနှင်းကြောင်ဖန်တီးထားတယ်ပြီးတော့ရှင်လို့ပေါ့နော်ဒီအိမ်ကိုနေ့နေ့တအားထူးထူးထက်ထက်အပုံနေပေါ့နော်လွတ်ထားတယ်အဲသူ coffee တွေကတော့အများကြီးရတယ်ဒီမှာနာမည်ကြီးတာကတော့ salt coffee လို့ပါတော့ဗောနော်စားရတဲ့ coffee တွေเนาะဒီမှာခဏမှဆိုနာမည်ကြီးတဲ့နောက်တစ်ခုကတော့ကျက်ဥ coffee လို့ပါတော့အများကြီးကျွန်တော်နေမှာတော့ ကျက်ဥကော်ပြီးတော့မတောက်ခဲ့ဘူးကျွန်တော်ဒီမှာတော့ကျွန်တော် soft copy ဖြစ်တယ်ဒီအားဟာကိုမတောက်ခဲ့ရပါတော့ copy ရဲ့စီနှုန်းကလည်းတိတ်ကြီးပါဦးဈေးလေးလည်းတန်လို့တောက်လို့လည်းတော်တော်ကောင်းပါတယ် soft copy ရဲ့ view option သူ့မှာလွတ်ထားတဲ့ဒီသူကပါလဲဆိုလို့ရှိရင် mango နဲ့လုပ်တဲ့အာဟိုလေးတော့ဗောနော်ကိတ်လေးတွေတော်တော်ကောင်းတယ် soft ကောင်းတယ် mango နဲ့လုပ်တဲ့ကိတ်လေးတွေအားလားလေးကျွန်တော်မှာပြီးတော့ဟိုစာကြည့်တယ်ဗောနော်ကျွန်တော်ဒါ soft copy ပါ copy ကတော့ပုံစံနဲ့အတိုင်းမှာ copy ကတော်တော်နည်းတယ်နည်းတယ်ဒါပေမဲ့နည်းတဲ့အမောင့်တွေလည်းတော်တော်ရပါရှိတာဗျ ရတာရှိရတော့ဟနိုင်းကဒီ copy မှာဆိုလို့ရှိရင်ကမ္ဘာမှာနံပါတ်1 copy ထွက်ဆုံးနိုင်ငံဖြစ်ပြီးတော့တအားနာမည်ကြီးပါတယ်။တမျိုးလုံးတွေမှာ copy ဆိုင်နေတဲ့သူတို့သူတို့ရဲ့မျိုးရဲ့ style မှာ copy ဆိုင်ရင်းချင်းမျိုးပေါ့နော်အားလားကြောင့်တမျိုးလုံးမှာတက်တဲ့နေရာတော့လှပတဲ့ copy ဆိုင် copy ဆိုင်မှာကြီးကြီးသေးသေးပိုလိုချင်တဲ့ vibe ပုံစံစုံကိုဒီမှာမြင်ရတယ်ဗျ။ copy sign လေးอ่ะအေးတယ်ဆိုလို့ရှိရင်သူကတေးရခါနေလှပောင်းထားတယ်ပြီးအဲ copy sign မှာပဲဒီ လူငယ်လူရွယ်မကလူကြီးပိုင်းမှာမျိုးစုံလူတန်းစားမျိုးစုံတွေ့ရသူတို့ coffee site အားထိုင်ကြတယ်။အဲကြောင့်သူရဲ့အဲ့ဒီ hundred မျိုးရဲ့ဒီ coffee site ရင်ကျင်းမှု delay လေးရတယ်။မြင်ရတာတော်တော်လေးစိတ်ကျဉ်တာပို့ကောင်းတယ်ပေါ့နော်ကျဉ်းတို့ကောင်းတယ်ကျွန်တော်တို့ရင်တော့ရင်တော့မြန်မာပြည်မှာဆိုလို့ရှိရင်ဒီလက်ဖေးဆိုင်ရင်ကျင်းမှုခေစားခဲ့တယ်လို့ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်နော် hundred မှာ coffee site ရင်ကျင်းမှုကတော်တော်လေးထုံးကားပါတယ်ပေါ့နော် အဲဆိုရင်မိတ်ဆွေတို့အနေနဲ့ဟန်နမ်းမြို့ပေါ်ရောက်ခဲ့တော့ရှိရင်ဒီ coffee ဆန်လေးကိုသွားလည်ပတ်ပြီးတော့ photo လောက်လာလေးရိုက်ကြည့်မယ်ဗီဒီယိုလေးရိုက်မယ် blog လေးရိုက်မယ်သွားရိုက်ကြည့်လို့ရပါတယ်အဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးကတော့ဒီ coffee ဆန်လေးနဲ့ပတ်သက်ပြီးတော့အတူလေးရိုက်ထားတဲ့ short video လေးတစ်ပုဒ်ဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ခီးသွားရင်းနဲ့တွေ့ရတဲ့လာပါတဲ့နေရာလေးတွေကိုလည်းကျွန်တော်ရဲ့ travel Steven Travel Video လေးတွေနဲ့အလင်းသစ်တို့လည်းကျွန်တော်ကြားထဲမှာကြိုကြကြိုကြတင်ဆက်သွားဖို့လည်းရှိပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါအောင်မယ် See you